ဒီမီဒီယာများမေးမြန်းနေတဲ့ကျွန်တို့ TNL ကတင်လိုက်တဲ့အဲတရုတ်ကြက်ချင်ညင်တန်းပြစ်ခံမှုနဲ့ပတ်သက်ပြီးကျွန်တော်ပြောကြပါမယ်ကျွန်တော်နိုင်ငံမှာနိုင်ငံတကာအကူအညီများလက်ခံပြီးတော့မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးကုညီကယ်ဆယ်ရေးလုပ်ငန်းတွေထောက်ပံ့ရေးပစ္စည်းလက်ခံတဲ့လုပ်ငန်းတွေ ဆောင်ရွက်လျက်ရှိပါတယ်။အဲဒီနေရာမှာကျွန်တော်တို့သက်ဆိုင်ရာတန်ယုံစစ်တန်ယုံနေရာနေတဆင့်ဆက်သွဲပြီးမှကျွန်တော်တို့ဆောင်ရွက်တာမျိုးဖြစ်ပါတယ်။အားလုံးကလည်းဒီလိုပဲဆက်သွဲဆောင်ရွက်နေကြဖြစ်ပါတယ်။အခုဖြစ်ခဲ့တဲ့အဖွဲ့အနေနဲ့ဒီမြန်မာနိုင်ငံကိုရောသက်ဆိုင်ရာတန်ယုံစစ်တန်ယုံကိုကျွန်တော်တို့ အကြောင်းကြားထားခြင်းမရှိဘူးဆိုတာတော့ပထမဦးစွာကျွန်တော်တို့သိရပါတယ်ဖြစ်စဉ်အနေနဲ့ကတော့ကျွန်တော်တို့ဖြစ်စဉ်နေရာ ဖြစ်စဉ်နေရာလဲနောင်ချုံမြို့နယ်အုံမတီရွာအနီးမှာဖြစ်ခဲ့တာဖြစ်တယ်အဲ့ဒီနေရာမှာလဲဒီတပ်မတော်နဲ့ TNL အကြမ်းဖက်တောင်းချမ်းသူတွေနဲ့ဒါထိတွေ့တိုက်ပွဲ ဖြစ်ပွားနေတာတွေကိုကျွန်တော်တို့အားလုံးသတင်းများသိရှိနိုင်ပါတယ်တွေ့ရှိနိုင်ပါတယ်ဒီ ဖြစ်စဉ်မှာဧပြီလ၁ရက်နေ့ည9:00နာရီခွဲလောက်မှာဒါနောက်ချိုဘက်ကနေပြီးရင်တန်းပေါ့ကိုစင်းလောက်ပါတယ်လို့ပြောပါတယ်လာတာကိုတွေ့ရပါတယ်အုံဒီယာနာမှာကျွန်တော်တို့အဲတမ်တော်လုံကြုံရေးအဖွဲ့ရှိပါတယ်တမ်တော်လုံကြုံရေးအဖွဲ့အနေနဲ့ဒီရင်တန်းကို တွေ့တဲ့အခါမှာတားစီးပါတယ်တားစီးလို့မရပါဘူးဒါမီတာတရာလောက် ်မီတာ200လောက်အကွာကအတိုင်းမီးထိုးပြီးဓာစီတယ်ဓာစီလို့မြောင်မီတာ100လောက်အကွာမှာတော့ကျွန်တော်တို့မိုးဘော်ထောင်ပြီးတနတ်3ချက်ပြစ်ဖောက် ခဲ့တယ်လို့သိရပါတယ်ဒါနဲ့နောင်ချိုဘက်ကိုပြန်သွားတယ်လို့ကျွန်တော်တို့အကြံပေးသိရပါတယ်ဒီနေရာမှာကျွန်တော်ပြောလို့တာကအာဒီဖြစ်စဉ်မတိုင်ပေါ့ပေါ့နော်ဒီဖြစ်စဉ်မတိုင်မှာလဲအဲ့ကုန်းလမ်းကနေပြီးဝင်လာတဲ့တရုတ်နိုင်ငံက ကူညီကယ်ဆယ်ရေးအဖွဲ့ရှိပါတယ် Blue Sky ကူညီကယ်ဆယ်ရေးအသင်းဖြစ်ပါတယ်အဲဒီအသင်းကနိုင်ငံတကာမှာလည်းလိုက်ပြီးကူညီနေတဲ့အသင်းဖြစ်ပါတယ်အဲဒီ Blue Sky ကူညီကယ်ဆယ်ရေးတရုတ်နိုင်ငံအဖွဲ့ကမက်စလ31ရက်နေ့မှာကျွန်တော်တို့ထွက်ခွာလာပြီးတော့မက်စလ31ရက်နေ့ည10:00နာရီခွဲလောက်မှာကျွန်တော်တို့ဝက်ဝင်ဂိတ်ကိုရောက်ရှိခဲ့တယ် 16မိုင်ဂိတ်ကိုည17နာရီမှာရောက်ရှိခဲ့ပါတယ်မန္တလေးကိုတော့ဒါဧပြီလ1ရက်နေ့မနေ့ပိုင်းမှာကျွန်တော်တို့မနေ့တနာရီမထိုးခင်မှာရောက်ရှိခဲ့ပါတယ်အဲ့ဒီအဖွဲကိုကျွန်တော်တို့လုံခြုံရေးကိုမြန်မာနိုင်ငံရဲတပ်ဖွဲ့ကဒါလမ်းတစ်လျှောက်ဆောင်ရွက်ပြီးတော့ကျွန်တော်မန္တလေးထိအန်ရဲကင်းစွာ ရောက်ရှိပြီးမန္တလေးမှာကျွန်တော်တို့ကုညီကယ်ဆေးလုပ်ငန်းများဆောင်ရွက်လျက်ရှိပါတယ်ကျွန်တော်ဆိုလိုတာက နိုင်ငံတကာကူညီကြေးဈေးလုပ်ငန်းတွေဆောင်ရွက်တဲ့အခါမှာဒါအတိပေးရတဲ့အကြောင်းကြားရတာလေကျွန်တော်လူမြန်မာနိုင်ငံမှာခုချိန်မှာဒါကူညီကြေးဈေးလုပ်ငန်းတွေကိုအင်တိုင်းအားတိုင်းဆောင်ရွက်နေရတဲ့အပြင်တောင်းချမှုအန္တရာယ်လည်းရှိပါသေးတယ်အဒီပေါ်မှာနိုင်ငံရေးအမြတ်ထုတ်လို့တဲ့အဖွဲ့အစည်းတွေလည်းရှိပါသေးတယ်ဒါတွေကိုကျွန်တော်တို့ချိန်ဆပြီးအကောင်းဆုံးဖြစ်အောင်ကျွန်တော်တို့ဆောင်ရွက်နေရတာဖြစ်ပါတယ် ဒီကိစ္စနဲ့ပတ်သက်ပြီးလဲကျွန်တော်တို့တမ်တော်အနေနဲ့ရောတာဝန်ရှိသူများအနေနဲ့ရောဒါစုံစမ်းနေပါတယ်ဒီအဖွဲ့တွေနဲ့ပတ်သက်ပြီးလဲကျွန်တော်တို့ဒါမေးမြန်းနေပါတယ်တချို့ပုံတွေမှာတက်လာတူလာလို့မယ်ဒီကားတွေကတော့ကျွန်တော်တို့မြန်မာနိုင်ငံကားတွေပါပဲမြန်မာနိုင်ငံနံပါတ်တွေနဲ့ကားတွေပဲဖြစ်တာ哦ဒီတရုတ်ကျက်စင်ကြီးအသင်းဆိုတော့ပြောပါတယ်မြန်မာနိုင်ငံကကုန်ကားတွေနဲ့ပဲဖြစ်ပေါ်လာရှိပါတယ်ဒါပဲပြောပြော မြန်မာနိုင်ငံခုလိုအခက်အခဲကြုံတွေ့နေရတဲ့နေရတဲ့အချိန်မှာကူညီကယ်ဆယ်ပေးတဲ့စာနာထောက်ထားပေးတဲ့ထောက်ပံ့ပေးတဲ့အဖွဲ့အစည်းများနိုင်ငံများအားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်ကျိုတင်အကြောင်းကြားခြင်းဤနိုင်ခြင်းများ လုံခြုံရေးအကူအညီရယူဆောင်ရွက်ခြင်းများကိုတော့ဆောင်ရွက်ပေးကြဖို့မေတ္တာရက်ခံလိုပါတယ်ကျွန်တော်နိုင်ငံမှာဒါခုချိန်ထိ တရုတ်ရုရှားအိန္ဒိယထိုင်းစင်ကာပူမလေးရှားဘင်္ဂလားဒေ့ရှ်ဗီယက်နမ် UAE လာအိုဘီလာရုအင်ဒိုနီးရှားဘူတန်ဖိလစ်ပိုင်ဂျပန်တရုတ်ဟောင်ကောင်စတဲ့နိုင်ငံ15နိုင်ငံကလေချောင်းကနေကူညီထောက်ပံ့မှုလေ53စီးရောက်ရှိပြီဖြစ်ပါတယ်ကယ်ဆေးရေးဝန်ထမ်းပေါင်း1519ဦးရောက်ရှိပြီမြန်မာနိုင်ငံမှာကယ်ဆေးလုပ်ငန်းများဆောင်ရွက်နေပါတယ်ထောက်ပံ့ရေးပစ္စည်းတန်ချိန်354တန်ကျော်ကယ်ဆေးရေးပစ္စည်းတန်ချိန် 495တန်းသော ရောက်ရှိပြီးဖြစ်ပါတယ်။ကုန်လမ်းရေလမ်းဝင်ရောက်နေမှုနဲ့တရုတ်နိုင်ငံခုနကျွန်တော်ပြောခဲ့တဲ့ Blue Sky ကူညီကယ်ဆယ်ရေးအခွဲအားကား6စင်းနဲ့မန္တလေးကိုမနေ့ကမနေ့တနားီမထိုးခင်မှာရောက်ရှိပြီးကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်လေရှိပါတယ်။အိန္ဒိယနိုင်ငံအနေနဲ့ရေချောင်းကနေတမောနှစင်းဆေးလုပ်ပြီးထောက်ပံ့ရေးပစ္စည်းများဆောင်ရွက်လေရှိပါတယ်။ဒါနဲ့ပတ်သက်ပြီးတော့နော်ဒီပြမီဒီယာတွေ နိုင်ငံရေးအမျက်ထုတ်လို့တဲ့အဖွဲ့အစည်းတွေရဲ့ကောလာဟာလသတင်းထုတ်လွှင့်ချက်တွေကို အထူးဂရုစိုက်ဖို့လဲကျွန်တော်အနေနဲ့ပြောကြားလိုပါတယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့သဘာဝဘေးဒဏ်ကိုအစိုးရပြည်သူလူမှုအဖွဲ့အစည်းတွေနိုင်ငံတကာအကူအညီတွေနဲ့အကောင်းဆုံးဖြစ်အောင်ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်သွားမှာဖြစ်ကြောင်းပြောကြားလိုပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် တရုတ်ချက်ချီနီရင်နန်းကိုတနတ်မိုးပေါ်ထောင်ပစ်ခဲ့ဟုစစ်ကောင်စီဝန်ခံတရုတ်ချက်ချီနီရင်နန်းအားတနတ်မိုးပေါ်ထောင်ကပစ်ခတ်ခဲ့ခြင်းသာဖြစ်ကြောင်းစစ်ကောင်စီပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်စော်မင်းထွန်းကယနေ့ဝန်ခံပြောဆိုသည့်ငလင်တန်တင့်သူများအတွက်ထောက်ပံ့ရေးပစ္စည်းများတင်ဆောင်လာသည့်တရုတ်နိုင်ငံချက်ချီနီအဖွဲ့၏ရင်ကိုစီမှာ နောင်ချိုမှမန္တလေးသို့ထွက်ခွာလာစဉ်ယမန်နေ့ည9နာရီခွဲခန့်ကနောင်ချိုနှင့်ပြင်ဦးလွင်ကြားရှိအုံမတိရွာအနီးတွင်စစ်ကောင်စီတပ်မှပစ်ခတ်ခဲ့ခြင်းဖြစ်သည့်ထိုရင်နှန်းသည်မြန်မာနိုင်ငံနှင့်တပ်ဆိုင်ရာတန်ယုံစစ်တန်ယုံများတို့အကြောင်းကြားထားခြင်းမရှိသည်ကိုပထမဦးစွာသိရကြောင်းနှင့်ရင်နှန်းအားမိတို့အချက်ပြကတားဆီးခဲ့တော်လဲမရခဲ့သည့်အတွက်တနက်သုံးချက်မိုးပေါ်ထောင်ပြစ်မှသာ နောင်ချိုဘက်သို့ပြန်လည်သွားခဲ့ကြောင်းကင်းကပြောသည် အုံမတိရွာသည်စစ်ကောင်စီနှင့်တအောင်ပလောင်အမျိုးသားလူမျိုးရေးတမတော် TNLA တို့ကြားစစ်ဆိုင်ထားသည့်နေရာဖြစ်ပြီးရင်းနှက်ပစ်ခတ်မှုဖြစ်စဉ်အပေါ်စုံစမ်းမေးမြန်းမှုများပြုလုပ်နေကြောင်းလည်းစစ်ကောင်စီဘက်ကပြောသည်လက်တလောတွင်တရုတ်နိုင်ငံချက်ချီနီရင်းနှက်အားပလောင်တအောင်အမျိုးသားလူမျိုးရေးတမတော် TNLA ကကာကွယ်စောင့်ရှောက်ပေးထားပြီးရင်းတို့လိုရာခီးအားဆက်လက်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်းသိရသည်